ရှစ်စကန်ငိမ်ဆွန်လို့သူတို့ရာဇဝင်အပိုင်းနှစ်ငါဥမာကိုခေါ်မင်းသိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟုလူမှုအထောက်အကူပြုအဖွဲ့ဝင်တနင်္လာရီတိုင်းစီယုံရေးကော်မတီဝင် မကွေးတိုင်းပခုတ်ကူမျိုးဇာတိဖြစ်ပြီး1990ပြည်နှစ်အောက်တိုဘာ23တွင်ဖမ်းဆီးခြင်းခံရက1990ပြည်နှစ်နိုဝင်ဘာ9ရက်နေ့တွင်ကွယ်လွန်သည် ကွယ်လွန်ကျင်းတွင်အသက်52နှစ်ရှိပြီဖြစ်သည်1936ခုနှစ်မကွေးတိုင်းပခုတ်ကူမြို့၌မွေးဖွားခဲ့သည်မိဘများမှာဦးတင်ဒေါ်စောရင်တို့ဖြစ်သည်1968ခုနှစ်တွင်လောက်သားများကောလိရန်ကုန်မှဝိဇ္ဇာဘွယ်ရရှိခဲ့သည်စိတ်ကန်းဦးစီးဌာနတွင်မန်နေဂျာအဖြစ်1968ခုနှစ်အထိအမှုထမ်းခဲ့သည်အင်္ဂလန်ဂျာမနီနော်ဝေးဆွီဒင်နိုင်ငံများသို့ပညာတော်သင်သွားရောက်ခဲ့သည်1998ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာစိတ်ကမ်းလှုပ်သားများတမကတွင်အထွေထွေအတွင်ရွေးမှုအဖြစ်တာဝန်ယူလှုပ်ရှားခဲ့သည်1988ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်ချိန်တွင်ပါတီဝင်ဖြစ်လာခဲ့သည်နောက်ပိုင်းဗဟုလူမှုအထောက်အကူပြုအဖွဲ့ဝင်အဖြစ်၎င်းတနင်္လာရီတိုင်းစီယုံရေးကော်မတီဝင်အဖြစ်၎င်းတာဝန်ပေးရခြင်းခံခဲ့ရသည်1990အောက်တိုဘာလ23ရက်နေ့တွင်စစ်ထောက်လိုင်းများကဥမ္မံကိုအားဖမ်းဆီးခဲ့သည်1990စက်တင်ဘာ29ရက်နေ့၌အမရဘူရာမြို့နယ် ြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဤနေအိမ်၌ပြုလုပ်သောယာယီအစိုးရဖွဲ့စည်းရေးအစည်းအဝေးသို့တက်ရောက်ခဲ့သည့်အတွက်ထို့သို့ဖမ်းဆီးခြင်းဖြစ်သည်ဖမ်းဆီးချိန်မှစ၍ရန်ကုန်တိုင်းမင်္ဂလာရုံမြို့နယ်ရှိ AGI Security Scan တွင်ချုပ်နှောင်ခံခဲ့ရသည်နိုဝင်ဘာ9ရက်နေ့တွင်ညမနှိပ်စက်မှုဒဏ်ကြောင့်သေဆုံးခဲ့သည်သေဆုံးပြီးနောက်ဦးမောင်ကိုဤရုပ်အလောင်းအားရန်ကုန်စေယုံဤသို့ပို့လိုက်သည်စေယုံဝင်တဲ့အချို့ကဦးမောင်ကိုအမှတ်မိသိရှိသွား၍နေအိမ်သို့အကြောင်းကြားခဲ့သည်ထို့ကြောင့် မိသားစုမိတ်ဆွေများကအတူပါပို့ဆောင်ခွင့်ရခဲ့သည်မျက်မြင်သက်သေများကဥမောင်ကိုဤခြေစလုံးတွင်စစ်ကရက်မီးဖြင့်တိုးထားဟန်ရှိသောဒဏ်ရာများခန္ဓာကိုယ်တွင်ဒဏ်ရာတန်ကြများရှိသည်ဟုပြောပြကြသည်ကုလသမဂ္ဂလူအခွင့်အရေးကော်မရှင်ကဆွေးနွေးလိုက်သောမစ္စတာဆာရာဂိုအော့ဂတာရန်ကုန်မြို့သို့ရောက်ရှိနေချိန်တွင်ဥမောင်ကိုသေဆုံးခဲ့ရခြင်းဖြစ်သည်စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်စောမောင်ကဥမောင်ကိုသေဆုံးရခြင်းနှင့်ပတ်သက်ပြီးမန္တလေးမြို့တွင်ပြောဆိုသောမိန့်ခွန်းတစ်ခုတွင်အောက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည် ကျွန်တော်တို့မှာညှင်းမနှိပ်စက်ပြီးစစ်ဆေးတယ်ဆိုတာမရှိပါဘူး။အဲ့ဒီလူကသူတို့ဘာလုပ်ခဲ့တယ်ဘာအစီအစဉ်တွေရှိတယ်ဆိုတာကိုဝန်ခံသွားပြီးသူ့ကိုပိတ်ထားတဲ့ဆောင်နဲ့သူ့ကိုသူဇွကျွချသေးသွားတယ်။မိုဟာမက်အီယတ်မောင်းနှမျိုးနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်စီယုံရေးအဖွဲ့အတွင်းမှ ရခိုင်ပြည်နယ်မောင်နှမမြို့ဇာတိဖြစ်ပြီး1992ခုနှစ်ဇွန်လ13ရက်နေ့တွင်ဖမ်းဆီးခြင်းခံရက1992ခုနှစ်ဇွန်လ19ရက်နေ့တွင်ကွယ်လွန်သည်ကွယ်လွန်ချိန်တွင်အသက်68နှစ်ရှိပြီဖြစ်သည်မိုဟာမက်အီယက်သည်အစ္စလမ်ဘာသာဝင်တဦးဖြစ်သည်မောင်နှမမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်စီယုံရေးအဖွဲ့တွင်အတွင်ရေးမှူးအဖြစ်တာဝန်ယူခဲ့သည်1992ခုနှစ်ဇွန်လအတွင်မောင်နှမမြို့နယ်တွင်ဘုံပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ထောက်လိုင်းရေးများကမိုဟာမက်အီယက်အား ထို့ပါခွဲမှုတွင်ပါဝင်ပတ်သက်စီဟုဆွဆွဲကဖမ်းဆီးခဲ့သည်ထို့နောက်ထောက်လိုင်းစကန်ရှိအလွန်ပေအခန်းထဲတွင်ပိတ်လောင်ကအပြင်းအထန်နှိပ်စက်ညှဉ်းပန်းခဲ့သည်ထို့သောပြင်းထန်စွာနှိပ်စက်ညှဉ်းပန်းခံရသောကြောင့်အဖမ်းခံရပြီးရပိုင်းအတွင်တွင် မောင်းနှောမျိုးနှင့်ပြည်သူစေယုံတို့ရောက်ရှိခဲ့သည်စေယုံရောက်ပြီး၃ရက်အကြာ1992ခုနှစ်ဇွန်လ22ရက်နေ့တွင်သေဆုံးသွားခဲ့သည်အာနာပိုင်များကမိုဟာမက်အီယက်သည်အစအိမ်ယောဂပြင်သေဆုံးစီဟုကြေညာခဲ့သည် သို့သော၎င်းသည်ဖန်းစည်းခံရစဉ်ကကျမ်းမာရေးကောင်းမွန်သူဖြစ်သည်ဟုသိရှိရသည်စစ်ကြောရေးကာလတွင် ထောက်လန်းရေးများကမိုဟာမက်အီယိုက်ဗဇတ်တွဲသို့ဝက်စီများအတင်းအကျပ်လောင်းထည့်ခဲ့သည်ဆော့စတန်ဖို့အလရန်ပြကျောင်းစီယာအေယာဝတီတိုင်းအိမ်မဲမြို့နယ်တွင်နေထိုင်ပြီး 2005ခုနှစ်ဇူလိုင်လ9ရက်နေ့တွင်ဖမ်းဆီးခြင်းခံရက2005ခုနှစ်ဇူလိုင်လ16ရက်နေ့တွင်ကိုယ်လွန်သည်ကိုယ်လွန်ကျင်းတွင်အသက်40ရှိပြီဖြစ်သည်ကရင်လူမျိုးတဦးဖြစ်သောဆော့စတန်ဖို့သည်အလဲရန်ပြចောင်းစီယာတဦးဖြစ်သည်2005ခုနှစ်ဇူလိုင်9ရက်နေ့တွင်သုံးမြို့နယ်နှင့်အိမ်မဲမြို့နယ်တကူစိတ်ကျေးရွာတို့တွင်ရွာသားများအယောက်30ကျော်ဖမ်းဆီးခံရသည့်အထက်တွင်ဆော့စတန်ဖို့လည်းပါဝင်ခဲ့သည်မြောင်းမြအခြေဆိုင်ချေမြန်တန်ရင်63မှထိုရွာသားများသည်တကူစိတ်ရွာရှိဖျားရှိခုံကြောင်နှင့်နေအိမ်များတွင် ကရင်လူမျှပြီးတက်မတော်မှလက်နဲ့များတိုးလောင်ထားရှိသည်ဟုယူဆသဖြင့်ဖန်ဆီးခဲ့ခြင်းဖြစ်သည်စစ်ကြောရေးကာလအတွင်းစစ်သားများ၏ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးခံခဲ့ရပြီးကျင်းဆက်ဖြင့်တိုးခြင်းလဲခံခဲ့ရသည်။နောက်ဆုံးညှဉ်းပန်းနှိပ်စက်မှုတံမခံနိုင်တော့သဖြင့်ဇူလိုင်လ16ရက်နေ့တွင်ပသိမ်မြို့ထောက်လိုင်းစကန်တွင်ပေဆုံးခဲ့သည်။ဆော့စတန်ဖို့တေဆုံးပြီးနောက်အစိုးရမှသူ့မိသားစုအားငွေကြေး3သိန်းပေးပြီးဘာကြောင့်တေဆုံးကြောင် မိသူကမှမပြောရန်တားမိခဲ့သည်မိသားစုမှပုံငွေကိုယူရန်ငင်းဆန်ခဲ့သည် ကိုဆိုထီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်1992ခုနှစ်ဧပြီလ12ရက်နေ့တွင်ဖမ်းဆီးခြင်းခံရက1992ခုနှစ်ဧပြီလ16ရက်နေ့တွင်ကွယ်လွန်သည်ကွယ်လွန်ချိန်တွင်အသက်16နှစ်သာရှိသေးသည်ကိုစိုးထဲသည်ရန်ကုန်မြို့တွင်နေထိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တဦးဖြစ်သည့်ကိုစိုးထေသည်ထရန်ကိုက90တခုဧပြီလ12ရက်နေ့တွင်ဖမ်းဆီးခြင်းခံခဲ့ရသည်ထို့နောက်ရန်ကုန်မြို့ထောက်လိုင်းအမတ်6စစ်ကြောရေးစခန်းတွင်စစ်ကြောမေးမြန်းခံခဲ့ရသည်အဖမ်းခံရပြီး၄ရက်အကြာတွင်သေဆုံးခဲ့ခြင်းဖြစ်သည့်အလွန်အကျွံနှိပ်စက်သည့်ဒဏ်ကြောင့်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုယူဆကြသည်